ကိုချင်းစာတရားဆိုတာလေသူများစီမှာကိုကတခါလှဲ့စားခံပူရဲ့အခါတချင်းချင်းမှာတယောက်ယောက်ကကိုစီမှာလှဲ့စားခံပူအတွက်လာပြီးတော့လဲစင်းပေးနေအောင်မငါတို့ကဘလူးရောင်ခံခဲ့ရတာဆိုတဲ့အတွေ့နဲ့အဲ့လိုမလို့ရတော့တာဖြစ်ပါတယ်တခါကိုကဝန်ဆောင်မှုပေးရဲ့လုပ်ငန်းတစ်ခုခုမှာလုပ်ခဲ့ဘူးလို့အိုးအရန်ရစ်တဲ့ customer ခတ်ဆူဆူရင်းနဲ့တွေ့ကြုံခဲ့ဘူးပဲခါကိုရိုင်းသူများစီမှာ customer တွားပြီးတော့လုပ်တဲ့ခါ အဆင်မကြေတာရှိရယ်ဆိုရင်တော့မအဆင်မကြေတဲ့အပိုင်းလေးကိုပဲညှိပြီးတော့ကိုက customer ဆိုရဲထက်စီနဲ့အဲတဖက်ကိုအရန်ဖိနေပြီးတော့ attack လုပ်တာမျိုးမလုပ်ဖဲနဲ့တပြေလဲလဲဖြည့်ရှင်းတတ်တာမျိုးဖြစ်ပါတယ်ပြီးတော့လေတရားရောက်စီမှာជីကြီးရှုံးလို့အနိုင်ပိုင်းခံရရယ်ဆိုရဲခံစားချက်မျိုးခံစားဘူးတဲ့ခါတကွေ့ကွေ့မှာကိုကနိုင်တဲ့သူ ဖြစ်လာခဲ့ရင်တောင်မှပဲကိုစီမှာရှုံးသွားတဲ့သူရှေ့မှာ အနိုင်ပိုင်းတဲ့သူအနေနဲ့အတင်းကြီးလက်ကမောင်းခတ်ပြတာမျိုးမလုပ်ဖဲနဲ့ကိုယ့်ရဲ့ sympathy လို့ခေါ်တာပေါ့နော်ဒီယူနာကိုပြခြင်းဟာကိုချင်းစာတရားမိပါတယ်အငြဲတန်းစိတ်ထားကောင်းတဲ့သူ ဖြစ်မနေရင်တောင်မှပဲကိုချင်းစာတရားလို့ခေါ်တဲ့ empathy ကို အချိန်ကြီးတော်တော်များများမှာထားပေးနိုင်နေဆိုရင်ဟိုကောင်းတဲ့လူမှုပတ်ဝန်းကျင်တစ်ခုဖြစ်လာမယ်လို့ယုံကြည်မိပါတယ်